နံပါတ်2ကတကယ်ကို တော်လိုင်းရေးစတော့ကအတိုင်းစက်ပါဝင်တဲ့သူကတချို့နည်းသွားတာအဲ့ဒါတော့ငါတို့လက်ခံမယ်မိစမအလုံးမဲမင်္ဂလာပါဒါကတော့ UNG PDF တွေရဲ့လေကာစနစ်ပဲဖြစ်ပါတယ်ဟမ်ဒါလည်းမင်းသားတော်ဆက်ဆံရကြရေလေလေလေဒီတော့မှဒီကဒီလိုမျိုးနေနေတဲ့ဖြတ်ပြီးဒိဋ္ဌာန်ပါတယ်ဆောက်ရတဲ့ဖြတ်ပြီးရတယ်ဒီလိုမျိုးကြီးတဲ့ဆင်းရဲဘုရားကြီးကိုတိုက်ပါဘုရားမ . နှလုံးရှိနေလို့ဘယ်သူတွေကဒုက္ခရောက်နေတာပေါ့နော်တော်တက်လင်းရဲ့ဂျင်းစကားတွေကိုဆက်ပြီးတော့နားထောင်ကြည့်အောင်ဟောတိုက်ကုံယူဖို့ကောင်းတယ်တော်လန်ရေးဆိုခက်ခဲတယ်ဘယ်တော်လန်ရေးမှတောက်ယူမလို့နော်လွယ်တော်လန်ရေးမဟုတ်အဲ့ဒါညှိနှိုင်းမှုလေနော်တောင်နဲ့တောင်ညှိနှိုင်းနဲ့ပြည်လဲသွားတာအဲ့ဒါတွေကလွယ်တော်လန်ရေးဆိုတာဟောက်ဆိုတာနဲ့အသက်ပြောက်သွားလာဖမ်းပြီဆိုတာနဲ့အနှိမ့်ဆက်ခံပြီ။ပေါင်ကြပြီ။ငွေကြေးကုန်ပြီ လူတယောက်တိုင်းရဲ့ရှင်ကို ထိတ်လန့်နေအောင် လုပ်တာအာနာရှင်ပဲနော်လူတယောက်တိုင်းရဲ့စိတ်ဓာတ်တွေပြိုလဲသွားသေးတာနော်တနက်ကင်ထားတဲ့သူတွေကိုပြန်မောမကြည့်ရဲအောင်လုပ်တာအာနာရှင်ပဲမလို့လဲတူတူပဲပေါ့နော်အဲ့တော့ဒီလိုလုံနေတဲ့စောက်ကျက်တဲ့လူတွေကိုတော်လန်တဲ့အခါပါအသက်တွေပေးရမယ်ခြေလက်အင်္ကာတွေပေးရမယ်စည်းစိမ်ဥစ္စာတွေပေးရမယ်ယာဒူးထန်တဲ့ဓာတ်တွေပေးရမယ် မိသားစုတွေဖေဖေပြုတ်ကွဲပြီးပေးရအဲ့ဓာရီအကုံတော့အထီးကျန်မှုတွေရှင်ဆိုင်ရမှာအခုဆိုရင်เนาะဦးလေးတို့ Facebook တွေ social media တွေမှာကြည်ပါเนาะဒီကောင်တွေပြန်ပြီးတော့တို့ရဲ့ social punishment ဆိုတဲ့အရာတွေလျှော်ရဲလာတဲ့အခါမှာတို့လေးစားပါတယ်ဆိုတဲ့သူတွေရဲ့အောက်မှာเนาะ account ဘောင်းများစွာနဲ့ဒီဟာလီလီလာလာဝင်ရင်းနေတဲ့စောက်ကျက်နဲ့ account တွေအများကြီးတွေ့ရလိမ့်မယ် account set တွေလည်းပါလာ အဲ့ဒါဘာလဲဆိုတော့ social media မှာနော်သူတို့တွေအားပြန်ရလာတယ်ဆိုတော့ပြတာဒါပေမဲ့ငါတို့တွေကကြီးတယ်ဘာလို့လဲငါတို့က social မှာတိုက်မဲ့ကောင်တွေမဟုတ်နော်ဝိလဲကြောင်ပတ်ပြောတာမဟုတ်ငါတို့တွေ social မှာဘာလို့အရင်လောက်အားမကောင်းတော့တာလဲဆိုရင်မလို့အားပေးမဲ့သူမရှိတော့လို့နံပါတ်2ကတကယ်ကိုတော်လိုင်းရေးစတော့အတိုင်း စက်ပါဝင်တဲ့သူကတချို့နဲသွားတာအဲ့ဒါတော့ငါတို့လက်ခံမယ်เนาะကြောက်လို့ပဲဖြစ်ဖြစ်တကြိမ်တစ်ခါလောက်ပေးဆက်ဖွင့်မင်းပင်မန်းမှပြီးခလေးတွေအတွက်လည်းကြည့်ရအောင်မယ်မိသားစုကိုလည်းကြည့်ရအောင်မယ်ဆိုတော့เนาะအားရစေတဲ့သူတို့ရဲ့ကြောက်တဲ့ virus တွေကိုငါတို့ကူးပေးလိုက်ကြလားသူတို့မစွန့်လွတ်နိုင်တဲ့အခါမှာငါတို့ကဆွဲခေါ်အဲ့ဒါကိုစေတနာလို့ငါတို့လုံးဝမယူဆောင်အဲ့ဒါကိုငါတို့စေတနာလို့ပတ်တော့မှမယူဆောင် အဲ့ဒါတော်လိုင်းရေးတမန်တည်းရယ်เนาะအဲ့ဒါကိုပဲထပ်ပြီးတော့ငါတို့ community လို့တစိုက်ကတ်တယ်ဟိုလိုလိုဒီလိုလိုတစိုက်ကတ်တယ်เนาะဟာဒီကောင်တအားရိုင်းဆိုင်သွားတာပဲဒီကောင်ကဘလို့ကြီးစိတ်ထားကြီးကဘလို့ကြီးဖြစ်သွား no တော်လိုင်းရေးကိုတဲ့တဲ့ကြည့်အရုပ်ဘေးတင်တာမေးရတော့ငါတို့စွန့်လွတ်တင်တာဒီတက်စွန့်လွတ်ရတော့ဒီတက်မေးရောနိုင်မဟုတ်တဲ့ရုပ်တွေဒီတက်စွန့်လွတ်နိုင်တုံးမမဟုတ်တဲ့ရုပ်လို့တော့မပြောဘူးမိသားစုကိစ္စတွေเนาะဘဝကိုအနာကက်ရဲ့ ကိစ္စတွေကိုထူထောင်မဲဆိုရင်မင်းက individual ဖြစ်သွားတယ်ဒါကမင်းလည်းငဲပြီးရောက်တော့မှာပါမဲမိသားစုအတွက်မင်းရှာပြီးဆိုရင်ပြည်သူကလည်းတို့ဟာတို့ပဲလှုပ်တော့မှာပေါ့မင်းကိုဘယ်အားကိုးတော့မင်းဟာတော်လန်ရေးအတွက်လှုပ်နေမှသာမင်းကိုပြည်သူကအားကိုးလိုက်တယ်ပြည်သူကပံ့ပိုးလိုက်တယ်အဲ့လိုပဲမင်းကိုပံ့ပိုးခြင်းဒီငါတို့တော်လန်ရေးကိုပံ့ပိုးတယ်လို့ယုံကြည်မှသာတို့ဆက်ပံ့ပိုးမှာအဲ့တော့ငါတို့ဒီ ရိုင်းရိုင်းပြောရင်စောက်ပြောနဲ့မဟုတ်ဘူးစောက်လို့လောက်ရမယ်လို့ပြောကြတယ်။နော်ငါတို့တင်းတင်းရှင်းရှင်းလုံနေတဲ့၍တော်လန်ရေကိုတဲ့တဲ့ရှုနေတဲ့၍ငါတို့ပြင်းပြင်းထန်ထန်လုံနေတဲ့ပြည်သူကငါတို့နောက်မှာရှိရှေ့မှာလည်းရှိငါတို့မလုံရင်မရဘူးအဲ့တော့မြင်းလေးတို့ဘလောက်လုံလဲဆိုတာမင်းတို့ရဲ့ဂျုံကြီးချက်ကိုမြင်လိုက်မင်းတို့အလုတ်လုတ်နေစမိဘပြည်သူများရှင်ကျွန်မဒီနေ့မိဘပြည်သူများပြောပြမယ့်သတင်းတွေကသတိပြုစင်ကြင်စရာတွေအများပါရှင့်အခုသတင်းလေးကလည်းသတိပြုစင်ကြင်စရာတွေရတစ်ခုပါပဲရှင့် အဲ့ဒိန်းမျိုးကျွန်မအရင်ဆုံးဖတ်ပြပါမယ်ရှင်။မကွေးတိုင်းဒေသကြီးပခုတ်ကူမြို့နယ်အတွင်းမှာရှိတဲ့လမ်းတွေပေါ်မှာလက်လောက်ပိုင်းတွေတွေ့ရှိတယ်ဆိုပြီးတော့ပြည်သူတွေကပြင်းပေးလာတယ်လို့သိရတယ်ရှင်။အဲ့နယ်ပဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေကသွားရောက်ပြီးတော့စစ်ဆေးတဲ့အခါမှာဆိုရင်ဓာတ်ပုံထဲမှာမြင်ရတဲ့အချိန်မှာပဲရှင်။ကားလမ်းမှာပေးတဲ့ရှောက်မှာအကြမ်းဖက်သမားတွေထောင်ထားတဲ့ဒေသနာလက်လောက်ပိုင်းပေပါမိုင်းရှစ်ထွက်မိုင်းတွေကိုတွေ့ရှိပြီးတော့တင်ဆက်ရမိခဲ့ပါတယ်ရှင်။အချိန်ပြည့်ဖယ်ရှားပေးနိုင်ခဲ့တာပေါ့ရှင်။ဒါကြောင့်လက်ရှိမှာဆိုရင်ဒီဒေတာမှာလုံခြုံရေးကိစ္စတွေတိုးမြင့်နေဆောင်ရွက်နေပါတယ်ဆိုပြီးတော့သတင်းထုတ်ပြန်ထားရှိပါရှင့်။ ဓာတ်ပုံလေးကြည့်လိုက်ပါဦးမိဘပြည်သူတို့ရဲ့လူသွားလမ်းတွေပေါ်မှာဒီလိုမျိုးလှုပ်ထားရဲဆိုတာကတင့်တော်ပါသလားရှင့် PD ရဲ့အကြံပတ်သမားတွေအလုံးဆောင်ချက်တွေကမိဘပြည်သူတို့အတွက်အကျိုးဖြစ်စေလားအကျိုးရုပ်စေလားရှင့်မိဘပြည်သူတို့အနေနဲ့ PD ရဲ့တွေကိုအားပေးနေရင်ဆိုတော့မှမိဘပြည်သူတို့နေတဲ့လမ်းမှာဒီလိုလှုပ်ရက်လှုပ်သွားမယ်ဆိုမိဘပြည်သူတို့သဘောကျပါသလားဒီလမ်းတွေဟာဆိုရင်ဒီဒေသမှာရှိရဲမိဘပြည်သူတွေပဲသွားလာကြတာရှင့်ကိစ္စမျိုးမျိုးအကြောင်းမျိုးမျိုးကြောင့်သွားကြတာပေါ့နော်ဂျမ်းမိုင်းကိစ္စလည်းလည်းသွားတာရှိမယ်စီးပွားရေးကိစ္စနဲ့သွားရလည်းရှိမယ်ကြောင်းသွားဖို့အတွက်သွားရလည်းဖြစ်နိုင်တာပဲ ဘလို့လူတွေဒီလမ်းပေါ်မှာဖြတ်သွားမလဲဆိုတာမသိနိုင်တဲ့အခြေအနေတစ်ခုမှာဒီလိုမျိုးလက်လုံမိုင်းတွေထောင်လာရဲဆိုတာကတင့်ကြော်ပါရဲ့လားရှင်။ဘလို့တော့အနေများပါတယ်ရှင်။ညဉ့်ညံဆဆတွေ့ပြီးတော့ဖယ်ချရှင်းလေးလိုက်နိုင်လို့ပေါ့ရှင်။ညဉ့်ညံဆမှာမတွေ့ဘူးဆိုဘသူတွေထိခိုက်ဆုံးရှုံးသွားမလဲဆိုတာတွေးတော့မတွေးရပါဘူးရှင်။ဒီလိုလုံဆောင်ချက်တွေဟာမိဘပြည်သူအနေနဲ့စိတ်ထဲမှာမှန်ကန်တယ်လို့ထင်ပါသလား။ပြည်ချက်တွေဒါတွေလုံနေဒီလိုမြေဝါထင်ထင်မြင်ခဲ့တာဘယ်နှစ်နှစ်တောင်ရှိပြီလဲရှင်။အချုပ်မိဘပြည်သူတွေကအခုချိန်ထိအသိခောက်ခတ်အဝင်နဲ့နေတော့မဲရှင်။ မကောင်းဆိုးဝါးကိုနှစ်သားလေးလိုထင်နေတော့မယ်။နှစ်သားကောင်းဆောင်ထားတဲ့ဘလူးကိုဘလူးမှမသိတော့မယ်ရှင့်။ဒီလိုမျိုးစိတ်သက်တွေဆက်လက်နေထိုင်သွားမယ်ဆိုတော့မိဘပြည်သူတို့အတွက်ကိုနေ့စဉ်နေတဲ့အန္တရာယ်နဲ့ကြုံရမှာပေါ့ရှင်။ဟောမိဘပြည်သူပြန်စစကြည့်လိုက်ပါဦး။ PDF ဆိုတာမပေါ်ခင်တော့ဘလို့နေထိုင်ခဲ့ရလဲလို့အေးကြက်ကြက်မဲ့လေကျမတို့တက်မတော်ကလည်းသူ့နေရသူ့နေတယ်သူ့လောက်သူ့လောက်တယ်အေးစစ်စစ်ပဲရှင့် PDF ဆိုတာပေါ်လာရခြင်းလဲကြောင်းတိုင်းသလန်းနဲ့ဂိုင်းလေးနဲ့သွားပေါင်းမယ် တိုင်းပြည်ကိုပုံကန်းနဲ့အဲ့ဒီမှာစစ်တွေဖြစ်လာတယ်။မိဘပြည်သူတို့ဘဏ္ဍဦးတော်အသက်ဆုံးရှုံးပြီးပြီလဲရှင့်။မိဘပြည်သူဘဏ္ဍဦးတော်မှာအိုးအိမ်တွေဆုံးရှုံးပြီးပြီလဲရှင့်။အခုဆိုလမ်းမာတော်မှာဒီလိုထောင်လာတယ်ဆိုတော့ဘယ်လမ်းဘယ်လမ်းသွားလို့ရှင့်မြင်းမြို့မိုင်းရှိမှာလား။ဒီလိုမိုင်းတွေရှိမှာလားမသိနိုင်တဲ့အခြေအနေတခု။ကျမတို့ဗမာနေနေအနေမကင်းတဲ့အခြေအနေဖြစ်နေပြီရှင့်။ဒီလိုအခြေအနေကိုမိဘပြည်သူတို့သဘောကျပါရဲ့လား။ကျမတို့လုံးဝသဘောမကျပါဘူးရှင့်။မိဘပြည်သူတွေရောကျမရောပေါ့နော်အဲ့လိုအနေအများတဲ့နိုင်ငံမှာနေထိုင်နေရတာနေတိုင်းမြင်နေရတာစိတ်ချမ်းသာပါအောင်ရှင့် ။ဒါကြောင့်အကျမ်းမသမားတွေအမြန်ဆုံးပပြဖို့လိုတယ်။ပြီးတော့လမ်းသွားလမ်းလာတဲ့အခါမှာလည်းသတိထားဖို့အတွက်ကိုကျမတရင်လေးကိုပြပြတာပါရှင့်။ဘယ်နားမှာနေနေကြွကြွအနက်လေးထွေးလို့ရှိရင်သွားမကောက်ပါနဲ့နော်။အနေရဖြစ်နိုင်ပါရှင့်။အရင်တော့အဆိုဝိပတ်ပြူလဲကြားမှာဝရှင်းတစောင်းနိုင်ရမှာဆိုရင်ကြွကြွတည်နဲ့ကြွကြွအနက်လေးလဲပေါ့နော်။အထုပ်ပြီးပြထုတ်ထားတယ်။ကလေးကမသိသွားကောက်နေတဲ့အခါကျတော့အနေရဖြစ်တယ်ရှင့်။တချို့လေဆိုအမိုက်ပုံမှာအမိုက်သွားပြစ်တာတော့မှအမိုက်ပုံထဲမှာလာပြစ်ထားတဲ့အဲ့လက်လုံးမိုင်းကိုကြွကြွအိတ်နဲ့အမိုက်ကပြစ်လိုက်တော့သွားကြည့်ပြီးတော့ပေါက်တော့အမိုက်လာပြစ်တဲ့သူကသိမ်းဆုံးသွားတယ်ရှင့်။ဒီလိုမျိုးပုံးများနှားတဲ့ မိုင်းတွေလက်လုံးမိုင်းတွေကပီတက်တွေပေါ်လာပြီးနောက်မှာမှဖြစ်လာတာရှင့်မိုးပွားကြလာတာလည်းမဟုတ်ဘူးပီတက်တွေလုတ်သွားတာပြီးတော့ဘလို့ပဲဖြစ်ဖြစ်ပါဒီချိန်မှာတော့ပီတက်တွေဆိုတာရှိသွားပြီဖြစ်တဲ့တော့တက်မတော်လည်းတော်တော်နေနေပါလဲမယ်အဲ့ဒီနေနေမှုတွေကြားထဲမှာပီတက်တွေမကုံမခန်းသေးသေးကတော့မိဘပြည်သူတို့သွားလာနေထိုင်စင်စင်မှာဘယ်တော့သွားပေါ့နော်ဒီလိုလက်လုံးမိုင်းတွေအနေရှိတဲ့အတွက်စင်ကျင်နေထိုင်ကြပါလို့တော့ကျွန်မအနေနဲ့တိုက်တွန်းချင်ပါတော့ရှင်ခုလိုပြောပြပေးတဲ့ sniper ဆိုလည်းကျေးဇူးတင်ပါတယ်